ဆမ်မယ်ဒီကနေ့ဧပြီလ၁ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ်ယာယီတမဒနတ်ဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာစိတ်ကြမ်းမရေးချင်းနေစိုးရွားစွာဖြစ်ပေါ်လာပြီးဘောင်းမီမူဖို့တော့ပဲရှောက်သွားနေကြောင်းစုံစမ်းသိရှိရပါတယ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာတိုက်ပီနဲ့လူမျိုးကိုအယမ်းချစ်တဲ့သူတိုက်ပီနဲ့လူမျိုးတို့အယမ်းကိုပိတ်ဆက်လွန်းတဲ့သူဘလောက်တောင်ပိတ်ဆက်တယ်လဲဆိုရင် သူပင်စင်ယူရမယ့်အရွယ် သူအနားယူရမယ့်အရွယ်မှာတော့အနားမယူပင်စင်မယူပဲတိုင်းပြည်နေလူမျိုးအတွက်ပိတ်ဆက်နေတဲ့သူဖြစ်ကြောင်းသိရှိရပါတယ်။အခုလိုတိုင်းပြည်နေလူမျိုးအတွက်ပင်စင်မယူပဲမနာမနေအလုံးလုံးနေခြင်းငလင်ပီးနဲ့ကြုံကြလာရတော့ပြည်သူတွေကိုတည်တင်ဆောက်ရှောက်ဖေးမနိုင်ဖို့အတွက်မနာမနေစ조사နေခြင်းဒီနေ့မနက်မှာပဲစိတ်ဖောက်ယူသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒီကနေ့ဧပြီလ၁ရက်နေ့မှာဘိုးချုပ်မူကြီးမင်းအောင်လှိုင်တယောက်တွတ်တွတ်ခအောင်ယူသွားပြီး ဘောင်းပြီးမိုးဝဘဲနေပြီးတော့တဝိုက်သွာလာနေကြောင်းခိုင်လုံတဲ့စစ်တပ်တရင်ရင်းမြစ်များကနေတဆင့်စုံစမ်းသိရှိရပါတယ်။သူကလုံးဝကိုတတ်တတ်ခါသွားတာ။အရင်ကတည်းကစိတ်ချင်းတွေကပုံမှန်မဟုတ်လို့စေးနေ့တိုင်းတောက်နေရတယ်သူ။ငလျင်လုတ်ပြီးနေ့ကစပြီးစေးလုံးဝမတော့ပဲနေတော့အချိန်နေပူဆိုးသွားတာပါ။ဒါပေမဲ့အခုမှယူသွားတာတော့မဟုတ်ဘူးနော်။အရင်ကတည်းကရင်ရင်လေးနဲ့ယူနေပြီးယောဂအခန်းရှိပြီးသားဆိုတော့ဆေးကလည်းဆံမတောက်ပူဆိုးသွားတာ။ အခုလေမနဲ့ကလေးကနေငါထိုင်ကုန်ပါမလေငါထိုင်ကုန်ပါမလေဆိုပြီးတွတ်တွတ်ပြောနေတာစေယုံထဲမှာလေဘောင်းပြီးမိုးဘပဲထိုင်ကုန်ပဲလိုက်ရှာနေတာဟုနေပြီးတော့ကရင်တထောင်စေယုံမှာဘိုးမူကြီးတူးဖြစ်တဲ့ဘိုးမူကြီးဆိုလင်းကပြောဆိုသွားပါတယ်ဘိုးချုပ်မူကြီးကအရင်ကလေးကယောဂခံရှိပြီးစေးတောက်နေရတဲ့သူကငလင်လုတ်တဲ့နေ့ကသူ့အင်ကို PDF တွေက drone နဲ့လာချတယ်ထင်ပြီးယောဂအခန်းနဲ့ကြောက်စိတ်နဲ့ပေါင်းပြီးတော့ အခုတော့တော်တော်ခါသွားတာဟုစိတ်ယုံထဲမှာတက်ချက်ကြီးမျိုးလင်းကလည်းပြောဆိုသွားပါတယ်လက်ရှိမှာတော့လက်ရှိမှာတော့ဘိုးချုပ်မူကြီးမင်းအောင်လည်းတယောက်နေပြီးတော့စိတ်ယုံချုပ်တဲ့ဘောင်းပြီးမူဖို့တော့ပဲငါထိုင်ကုန်ပါမလဲငါထိုင်ကုန်ပြန်ပေးဆိုပြီးအော်ဟစ်တောင်းချမ်းကလမ်းလျှောက်သွားလာနေကြောင်းစုံစမ်းသိရှိရပါတယ်တဲ့တွင်အမှန်တွေတင်ဆက်ပေးနေတယ်ဒီအစီအစဉ်တော့